ကျွန်တော်အသင်းကိုစာရုပ်တဲ့အချိန်မှာလည်းကစားသမားတွေကလည်းကျွန်တော်တို့ကျွန်တော်ကို suspect ဝင်လာပဲလေဒီဘက်မှာလည်းလာလုစားတာလားဟာလေလာပြီးတော့သူ့နာမည်လာရှာတာလားပေါ်ပြင်းလာဒါသူတို့တွေးလာပဲလေကျွန်တော်ဒါမျိုးအထုတ်ခဲပဲကျွန်တော်ဘောလုံးကိုချစ်တယ်ချစ်တဲ့စိတ်တစ်ခုပဲကျွန်တော်လက်ဆော့နေပြင်သူကဆွဲတင်တယ်လေသူလက်ဆော့နေပြင်ကျွန်တော်ဆွဲတင်တယ်ကျွန်တော်ကဘယ်ချိန်မှပြန်ပြီးညီရွာဆိုဘီယာတန်ရောက်ရင်ပြန်ညီရွာ2 3 5 ညတနာရီနှစ်နာရီထိမအေးအောင်ဒါသမားတယောက်ဟိုပြောင်းမှုအတွက်ရတော့မင်းဆိုတဲ့ဟာလေးအချက်လေးပြလိုက်တာနဲ့ဟိုဘာလို့ပျော်လဲပျော်ပြီးတော့ဟဲ့လူဟဲ့လူအာဖုန်းဆက်ရတာသူသူဟိုဟာကော်မလေးကတော့ပြောတယ်ရှင်တို့ယူလိုက်ကြတော့လဲဟုတ်ဝေးစားပြပါမယ်ဒါကတော့ကျွန်တော်ရဲ့အပင်ကျွန်တော်ရဲ့ခိုးသမား ဒီမှာလည်းကဲဒါလက်ဘေးစင်လက်ဘေးစင်ကိုသမားရဲထပ်နိုင်ပါကျွန်တော်ကတော့ချစ်စုံနဲ့ထုံယူလို့ခေါ်ပါတယ်ဒါတော့လုံးဝမီဒီယာရှေ့ကိုဘတ်တော့မှမထွက်တော့တစ်ခါမှမထွက်တော့ဒါပေမဲ့သူ့ကိုကျွန်တော်ခရီးတောင်းထားတယ်ရာသီကုန်ရောခမားထွက်ရမယ်လို့အခုကျွန်တော်ရာသီကုန်ပြီးအဆင့်နဲ့ရတယ်ကျွန်တော်တို့ရောလုံးအရန်ပြောပါတယ်ဒါကျွန်တော်ရဲ့ ဒါနောက်ထပ်မိခင်တယောက်ကမွေးဖွားလိုက်တယ်ကျွန်တော်ညီကိုပါပဲ brother for လာလာမားသားပါပဲကိုမျိုးမျိုးအောင်လို့ခေါ်ပါကျွန်တော်ပြူတဲ့ပိုက်ဆိုင်ပျော်တာတော့ပျော်တာပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့လူချင်းတဲ့ championship လေးမရတာတော့အဲ့တခုလေးတော့နည်းနည်းတော့ဟိုပါဖြစ်ပါတယ်ဒီကဘာမလေးရောအပေါ်ကပျော်ကြပါလေတော်တော်ပျော်ကြတယ်ဒီဒုတိယလေးရပြန်မယ်လေကျွန်တော်အားလုံးအားလုံးစိတ်ထဲမှာခံစားချက်လေးတခုရှိနေပြီမယ်လေအခုဆိုလို့ရှိရင်အပွဲပြီးတာနဲ့ကျွန်တော်ပြည့်ပြည့်ရွှင်လေး အဲလုတ်လုတ်လုတ်ဟွာဖြစ်တာပေါ့နော်ဝယ်လဲကဲမှဆိုတော့ရေတွေပတ်ပြီးတော့အလုပ်ပြောင်းနေကြတာပေါ့နော်ဆိုတော့ဗောကျွန်တော်တို့မှာ plan ABC တော့သုံးခုချတာပေါ့နော်ကျွန်တော် CEO တော့မပြောတော့ plan A ကတော့ champion ဖြစ်ဖို့ပေါ့ဒါပေမဲ့ပြန်တွေးပါလေကျွန်တော်ကအခုမှတစ်နှစ်သားအသင်းလေအရှိမကဘုရောက9နှစ်လောက်လုပ်ခဲ့တယ်ဆိုပေမဲ့ ကျွန်တော်ကအသင်းသေးကာလပဲကျွန်တော်ကရှိခဲ့တာဆိုတော့ဒီနှစ်ကတော့ကျွန်တော်အသင်းကြီးဖြစ်စပြီး19မကူကာလမှာချက်ချင်းချန်ပီယံမဖြစ်နိုင်လို့ဆိုတော့လည်းကျွန်တော်ကလက်ခံရမယ် reality ကိုကျွန်တော်လက်ခံရမယ်လေဆိုတော့ဒီနှစ်မှာကျွန်တော်က plan B ဖြစ်တဲ့နိုင်ငံသားသွားကျင်တယ်ဆိုရင်ဆန်လာလို့ရ90ရာခိုင်နှုန်းကျွန်တော်အောက်ပြီးသွားတယ်ပေါ့ကျွန်တော်နိုင်ငံသားမှာနိုင်ငံသားပြန်ပြီးကျွန်တော်အသင်းနဲ့ကျွန်တော်ကပသပြီးသွားခဲ့တယ်ဆိုတော့ဒါလေးကျွန်တော်တို့ထွက်ရောက်သွားတယ်90ရာခိုင်နှုန်းထွက်ရောက်သွားတဲ့အတွက်အရန်တော်ပါဟုတ်ကဲ့ဟုတ်ပါတယ်ဟာဒူရီယာစုရတာတော့ကျွန်တော်ပြောပါတယ်ဒါပေမဲ့ပထမစုလိုချင်တာတော့ပထမပေါ့ဒူရီယာစုရတော့လည်းမတက်နိုင်ဘူးလေကိုယ်တွေအကောင်းဆုံးစူးစမ်းတာပဲ ရတဲ့နဲ့စုတော့ရတယ်လို့ပဲတွေးပါတယ်ဒီကျွန်တော်တို့ဒီစရောက်တာမကြသေးဘူးလေတနည်းတနည်းတော့ရှိဘူးပေါ့ဒါပေမဲ့ဟိုသာဒီစရောက်တွေကကျွန်တော်စုလို့ခြင်းတဲ့အတွက်ဒီမှာအကောင်းဆုံးကြိုးစားတယ်ကျွန်တော်ဟိုသာဗာလေပထမကြော့မှာဒီစိတ်တက်နည်းနည်းလေးဟိုသာရိုင်ရောင်းရတဲ့ချိန်မှာလုံးဝအောက်ဆုံးဒီပါလောက်ရောက်ပါတယ်အဲ့ဒါကိုအတင်းပိုက်ရှင်တွေရောအကုန်လုံးရောကသာသမားတွေရောငါညီဒါလုံးမလုံးနဲ့ပြန်ပြီးတော့ပြန်ကြိုးစားမင်းကဘာလဲဆိုတာပြန်ပြအဲ့ဒါ ဗခန်ကြီးနဲ့စိတ်ထဲနဲ့လုံးဝပြန်ကြိုးစားရင်းနဲ့အခြေကြီးဂိုးတက်သွင်းနိုင်တယ်ပေါ့အဲ့တော့ပြောလို့လည်းတော့ညညတနေ့နေ့တိုင်းထိမအေးအောင်ဒါမှမဟုတ်တယောက်ပြောင်းမှုအတွက်ရတော့မင်းဆိုတဲ့ဟာလေးအချက်လေးပြလိုက်တာနဲ့ဟိုဘက်ကဒါမှမဟုတ်အချက်ပြလိုက်တာနဲ့ကျွန်တော်တို့ကပျော်တယ်ပျော်ပြီးတော့ဟဲ့လူဟဲ့လူအာဖုံးဆရတာသူသူဟိုကောင်မလေးကတော့ပြောတယ်ရှင်တို့ယူလိုက်ကြတော့ လဲကွာမိန်းကလေးနဲ့ဖောက်ပြပါစို့မဟုတ်ဘူးတဲ့ယောက်ျားလေးရှိရှိဖောက်ပြတော့မှပဲစိတ်မူနေပြီတဲ့24နာရီလုံးဒီယောက်ျားလေးတွေပဲရှိနေတာတယုံယုံနဲ့ဟိုငွေကြီးပိုင်းကတော့အသိဒီပြောရပါဘူးများရောအမောင်များရောဒါပါပဲညာကြီးထည့်ပြောနေလဲမကောင်းပါဘူးအလိုရတော့အဲကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်ဘယ်လိုပြောရမလဲငွေကြီးတွေကို တိတ်တယ်လာမယ်ယူပေါက်တွေမရှိအောင်လို့ဘာမှမရှိအောင်ကျွန်တော်မှတခြားလုပ်ငန်းတွေရှိရလေတခြားလုပ်ငန်းရှိရဗျာအပေါ်လုံးဆိုရင်ကျွန်တော်မှဆိုလဲဒါ EV တက်စီကားတွေအများကြီးရှိတယ်သူ့မှဆိုလဲသူ့ကိုယ်ပိုင်မော်လုံးကြီးရှိတယ်ကျွန်တော်အဲ့ရဝင်ဝင်ဒီအကုန်လုံးကျွန်တော်ကသုံးရတာပေါ့ဒါကြောင့်မှကျွန်တော်တို့ဒါအတင်းအတွက်ကိုဒီမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့စီမံခန့်ခွဲမှုအောက်မှာဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဟိုအလုံးရဲ့အမြင်ပါပဲကျွန်တော်တို့သုံးခုပြပါကျွန်တော်မှလည်းစိတ်လုပ်ကလို့သုံးလို့မရဘူးလေဝင်စားကျွန်တော်တို့လူတယောက်ခေါ်မယ်ဆိုတော့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ခွင့်ပြုချက်ကျွန်တော်ကရှူရလာလေဆိုတော့ဒီမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ခွင့်ပြုချက်အောက်မှာကျွန်တော်တို့ လုံလို့ရတဲ့အရာမှန်တယ်ကျွန်တော်တို့အကုန်လုံးလုံပြီးတော့မှန်မှန်ကန်ကန်နဲ့ကျွန်တော်တို့အခုချိန်ထိရက်ရက်တီကိုတူးစားတာပေါ့အားသိဖြစ်တာပေါ့သိဖြစ်တာပေါ့ကျွန်တော်ကဖြစ်လိုက်ပြီသူကဖြစ်လိုက်သူကဖြစ်လိုက်ကျွန်တော်ဖြစ်လိုက်ဖြစ်တာပေါ့သိဖြစ်တာပေါ့ကျွန်တော်လက်ဆော့သေးဖြစ်ရင် तू ဆွဲတင်တယ်လေ तू လက်ဆော့သေးဖြစ်ကျွန်တော်ဆွဲတင်တယ်ကျွန်တော်ကဘယ်ချိန်မှာပြန်ပြီးညီရွေးဆိုတော့ဘီယာတန်ရောက်ရင်ပြန်ညီရွေးတော့လာမယ့်ချန်ပီယံရှစ်ရှိရပါလေရှစ်လပိုင်းတော့ကြာရင်ရှိရဲအဲ့ပလာလေးတော့ကျွန်တော်လိုချင်တယ်အဲ့ဒါလေးရပြီလို့ရှိရင်ကျွန်တော်ကကျင်းတည်နိုင်ငံတော့ထွက်ရတာ ။အင်းရ။တော့အတင်းဥဆောင်ပြီးတော့ကျွန်တော်တို့ထွက်တယ်။ကျွန်တော်ရဲ့ဒီမှန်ချက်ကလည်းအဲ့ဒါပဲ။ချန်ပီယံဖြစ်ရမယ်။ပြီးလို့ရှိရင်အဲ့ဒီနိုင်ငံသားထွက်ရမယ်ပြီးတော့တွက်ကန်ရတဲ့ feeling မျိုးကိုအရန်လိုချင်တယ်။ကျွန်တော်ဟားမလာဘူး။အရန်လိုချင်တယ်လား။အဲ့လိုလေရအောင်ဟိုတင်သားတွေပေါ့အားလုံးပတ်ပိုးတော့မယ်ပေါ့အကြီးကြီးအဲအကြီးကြီးပေါ့အကြီးကြီးပေါ့ပတ်ပိုးတော့မပြောနိုင်တော့ဒီကကျွန်တော်ကစတီဆောက်ရတယ်ကျွန်တော်ကဒီနှစ်မှာအသင်းကြီးဆိုပြီးခံယူဖို့ကျွန်တော်တို့စပြီးတိုးစားတဲ့အချိန်မှာကျွန်တော်တို့လိုအပ်တဲ့ကစားသမားတွေခေါ်ရတယ်ဟိုထော်ယူရာစကျွန်တော်တကယ် တို့ရဲ့အတင်းကြီးဟန်နဲ့ကိုက်ညီတဲ့ကစားသမားတွေကျွန်တော်အကုန်ခေါ်ရတယ်ပြီးတော့ကျွန်တော်စီမှာရှိတဲ့ကစားသမားတွေကို nameless next level တစ်ခုကိုကျွန်တော်တို့မြှင့်ရဆွမြှင့်ရပြီးတော့ကျွန်တော်နဲ့ combination လုပ်မဲ့နိုင်ငံသားကစားသမားတွေခေါ်ရတယ်အမှန်တိုင်းဝင်ခိုင်းရဒီနှစ်ကကျွန်တော်တို့ကအခက်ခဲဆုံးပဲအခုကျွန်တော်တို့အခက်ခဲဆုံးဆိုတဲ့နှစ်ကိုကျွန်တော်တို့ကြုံလာပြီဆိုတော့နောက်နှစ်တွေနောက်နှစ်တွေဒီလက်ရှိအစုအဖွဲ့ကို combine combine လုပ်ပြီးတော့ကျွန်တော်ကပို့ပြီးတော့ တောင်တင်းတဲ့အသေးကိုကျွန်တော်ကဖန်တီးရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနှစ်လောက်တော့မခက်ပါဘူးလွယ်သွားပြီဒီအစုဖွဲ့ကိုမပြတ်အောင်ကျွန်တော်ထိမ့်မယ်ပြီးရင်အဲ့အစုဖွဲ့တွေကိုပို့ပြီးကောင်းမယ်လို့ကျွန်တော်ကစပ်ပြီးပေါင်းစည်းမယ်ဒါကျွန်တော်ဆက်လုပ်သွားမယ် plan လို့ဆိုတော့စိတ်ရင်းမှန်လို့စိတ်ရင်းမှန်လို့ကျွန်တော်တို့လည်းအသင်းပေါ်ထားတဲ့စိတ်ဘောလုံးပေါ်ထားတဲ့စိတ်ကစားသမားတွေကလည်းကျွန်တော်တို့ပေါ်ယုံကြည်တဲ့စိတ်ဘောလုံးကိုချစ်တဲ့စိတ်ကျွန်တော်စိတ်ရင်းနေအကုန်မှန်ကြလို့ပုံမြင်တာစိတ်ရင်းမှန်ရင်တော့ဒီ level တိတော့မှာမဟုတ်ဘူးကျွန်တော်စိတ်ရင်းနေအကုန်မှန်ကြတယ် ကျွန်တော်အသင်းကိုစာရုပ်တဲ့အချိန်မှာလည်းကစားမတွေကိုလည်းကျွန်တော်တို့ကျွန်တော် suspect ဝင်လာပဲလေဒီဘက်မှာလည်းလာလုစားတာလားဟာလေလာပြီးတော့သူ့နာမည်လာရှာတာလားပေါ်ပြန်လာတော့သူတို့တွေးလာပဲလေကျွန်တော်ဒါတွေအထုတ်ခဲပဲ ကျွန်တော်ဘောလုံးကိုချစ်တယ်ချစ်တဲ့စီတစ်ခုပဲကျွန်တော်ဘောလုံးကိုချစ်တဲ့စီတစ်ခုပဲချစ်တဲ့စီတစ်ခုနဲ့ကျွန်တော်တက်တည်ပြတဲ့အခါမှာကျွန်တော်တို့အခုတစ်နှစ်ဖြတ်သွားတဲ့အချိန်မှာပလေယာတွေအကုန်လုံးကကျွန်တော်ကိုဂျုံတီသွားပြီအသင်းဘုံအဖွဲ့အသင်းနီးပြအကုန်လုံးကကျွန်တော်ကိုဂျုံတီသွားပြီကျွန်တော်စိတ်ရင်းမှန်တယ်လေကျွန်တော်ဘောလုံးကိုချစ်တဲ့စိတ်ရင်းမှန်တဲ့အတွက်သူတို့စီကလည်းစိတ်စင်စနာမှန်တယ်ကျွန်တော်ပြန်ရတယ်လို့ခံစားရတယ်ဒါကြောင့်မလို့အသေးကဂျီရိုတွေမှာအောင်မြင်လာတယ်လို့ကျွန်တော်ခံစားအောင်ကျွန်တော်ဒီပြိုင်ပွဲကံရတာကြားတယ်လေဟိုတယောက်က injury ဖြစ်တာတို့တယောက်ကအနီကထိတာတို့အများကြီးဒုက္ခတွေခံရတယ်ဒါပေမဲ့ဒီလူမရှိလဲငါတို့အတင်ကသူ့အစားငါတို့ဘယ်လိုကူညီရမလဲငါတို့သူ့အတွက်ငါတို့ဘယ်လိုစပုတ်ပေးရမလဲအဲ့လိုမျိုးတွေပေါ့အတင်သားအကုန်လုံးကဒီကိုစိတ်တက်အရင်လို့ပဲဟိုသာလက်တွဲပြီးတော့စူးစားတာပေါ့ဒါကတော့ပုံလုံးမြင်တဲ့အတိုင်းပဲလေအဲ့ကြောင့်မို့လဲအခုလိုမျိုး ရတဲ့နဲ့အဆူရတာပေါ့ကျွန်တော်လည်းအစ်တမှာလည်းကျွန်တော်တို့လည်းဆက်ပြီးတော့အားပေးပေးပါအောင်ဟိုကျွန်တော်တို့ဝေဖန်တာတိုက်ခိုက်တာတွေလည်းရှိပါတယ်ကျွန်တော်လက်ခံပါတယ်ကျွန်တော်လက်သင့်ခံလို့ရတဲ့ comment တွေကိုလည်းကျွန်တော်လက်ခံတယ်ပြီးတော့ကျွန်တော်အကုန်လုံးကိုလည်းပြုပြင်ပြောင်းလဲရေးလို့လုပ်တယ်ဒါထို့ဆိုလည်းသူအတိုက်ခိုက်တွေခံရတယ်ကျွန်တော်အဲ့ချိန်မှာသူအားပေးရတယ်ဒါပေမဲ့သူအဲ့ဒီခါကိုခွန်အားဖြင့်သူပြန်ပြောင်းတယ်သူပြန်ပြောင်းပြီးသူအကောင်းဆုံးပုံစံသူပြန်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်လည်းအဲ့လိုပဲကျွန်တော်လည်း bad comment တွေမြင်ရတော့ကျွန်တော်လည်းစိတ်ညစ်တာပါဒါပေမဲ့ဒီ bad comment နဲ့ကျွန်တော်ကအသက်ရှင်လို့မရဘူးဟောတော့ကျွန်တော်နောက်မှာ ျွန်တော်ကကျွန်တော်နှစ်ယောက်ပေါ့ကျွန်တော်သင်းပိုင်ဆိုင်ရဲ့နှစ်ယောက်ရဲ့နောက်မှာရက်တီနေနဲ့မိသားစုတွေရက်တီနေနဲ့ကစားသမားတွေအားကြီးရှိတယ်ဒီကစားသမားတွေရဲ့လက်နာကိုကြည့်လိုက်ရင်ကျွန်တော်မောပြီမောပြီပြီးကျွန်တော်ဒီကကွန်မန့်တွေလက်ကလန်းလိုက်အဲ့တော့ကျွန်တော်ကချစ်ချစ်ခင်ခင်နဲ့ဒီအစုပွဲဆက်ပြီးသွားပါမယ်ဆိုတော့နောက်နှစ်နောက်နှစ်တွေမှာပိုကောင်းတဲ့ကျွန်တော်ရဲ့ MH training တွေကိုပဲမြင်ရမယ်လို့ကျွန်တော်ကတိပေးပါတယ်